အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမာကြီးဂျာနေဂျုံမမလီရဲ့ကာဖီဆိုတဲ့ဝတ္ထုတိုလီကိုဖတ်ပြပေးကြပါရရှင်ကာဖီဒေါ်လုံးမကြီးသည်ရင်ကိုထုလေ၏ရင်ကိုထုရင်ကိုဘိုးချက်ရဲ့အေးကိုဘိုးချက်ရဲ့ဟူစိတ်ရှိလက်ရှိကုန်းအောင်ပြစ်လိုက်၏ဒေါ်လုံးမကြီးအတန်ကိုကြားကြသမျှသောအနီးနားရှိအိမ်ကြီးများသည် ဥချက်ကြီးဒေဝဘဂောဟုချက်ချင်းတည်ကြရသည် နေဝင်ဖြိုးပြချိန်၌ရုတ်တရက်ဖုံးလွှမ်းသွားသောငိုကြွေးတန်သည် တရက်လုံး၆ချာထူပူသွားကြ၏လမ်းကြောင်းကတိုက်အိမ်ကြီးအပေါ်ချမပြတင်းတကားပြူစာထွက်လာကပြတင်းပေါင်၌မိမ၃ယောက်ကောင်းပြူလျက်ဒေါ်လုံးမကြီးတဲပုတ်ကလေးကိုငုံကြည့်လိုက်ကြသည်ဒေါ်လုံးမကြီးတဲပုတ်ကလေးရှိကတိုက်အိမ်များ၏နောက်ဖေးပြတင်းပေါင်များ၌လည်းလူများထွက်ကြည့်နေကြလေသည် ဒေါ်လုံးမကြီးသည်တဲကပြင်တွင်လမ်းဖက်သို့ကြော်ခိုင်းထိုင်လျက်ရင်ငုံထုကာထုကာဖြင့်ငဲတန်းပါအောင်ကျုံးအော်ဟင်လိုက်ပြီးနောက်တဲခပန်းကိုနှစ်ဖူးနှင့်ထီလူအောင်ကုန်းလျက်လက်နှစ်ဖက်ဖြင့်အားရှိပါရှိဆုပ်ကိုင်းထားပြီးအမလီချုပ်ကိုတော်ဖြစ်သွားတာချုပ်ဘသူနဲ့နေရမှာလဲကိုပူးချက်ရဲ့ဟုနာချင်းအခွဲသောအတန်ကြီးဖြင့်အော်နိုင်သမျှညှစ်အောင်ကိုပြောလိမ့်ဤဒေါ်လုံးမကြီးသည် ခင်ပွန်းတဲ့အသက်ပြောက်စာမဖြစ်စင်နိုင်အောင် ဖြစ်သွားလေသည်ရှင်နေရှိတာတွေပါဇက်ကထုတ်လိုက်ရမှဖြစ်နိုင်မည်အခြေအနေတို့လဲရောက်ရှိနေသည်မချိန်နိုင်မသိနိုင်အတန်ကုန်အော်ဟစ်ကမြန်မြန်ကြီးပြောနေသဖြင့်ပြောတဲ့ချဲရင်ဦးလန်အသေးလန်ငိုတန်ကြီးပါ ရောနှောနေ၍မတိုင်အိမ်တို့ထွက်ချီသူတို့ဤနာတဲ့တွင် ပြင်းပြသွားလျက်ရှင်နေ၌မြည်ဟီးသွားကြလေ၏တိုက်အင်ကြီးအပေါ်ကျမမိမသုံးဦးတို့အနက် ခက်ရွရွမိန်းကလေးမှရင်ထဲကနှောက်လာသည်တဲပေါ်၌လမ်းဖက်သို့ကောင်းပြူလျက်အသက်ပြောက်သွားသောဦးချက်ကြီး၏ခန္ဓာကိုယ်ကြီးမှာတီခါနီမှဝမ်ပိုက်ကဖောရောင်ဖောင်းသည့်အတွက်လန်းလန်းကကြည့်ရင်တောင်ပို့ကဲ့သို့မြင့်မုန်နေသောထိုပိုက်ကြီးသည်အောက်ပိုင်းတစ်ပိုင်းလုံးကို꿰နေ၏တေသူကမချီမဆန်နာကျင်သောမျက်နှာဖြင့်တွန်းရှုံနေ၏ဝေဒနာခံစားနေရုံကကဲ့သို့ဘဇက်ကတဝက်ဟာနေ၏ ကျွမ်းကျန်ရစ်ခဲ့သောရုပ်ကလတ်သည်အိုသောရုပ်လည်းပေါ်၏နာသောရုပ်လည်းပြ၏နှလုံးအခုံရက်စဲကြောင်းမှအထင်ရှားဆုံးဖြစ်လေ၏အထူးသဖြင့်ခြေနှင်းလက်သည်လူချေလူလက်များနှင့်မတူပဲဆင်းလက်ဆင်းချေကဲ့သို့ခုံခုံကြီးတင်းပြောင်တုတ်ဖောင်းမဲ့တည်နေ၏အင်ကြီးဝခဲလာသောဦးချက်ကြီးသည်တရားတွင်လည်းအင်ကြီးဝမထားခြင်းအပြင်းသွားလျင်ဝိယံထားသောဖြင့်အင်ကြီးလက်တို့တစ်ထဲမှာ ဖောရောက်လာမှဆွလို့တူလို့မရသဖြင့်ချေရင်ဘက်ကျဲချရန်၌ချိတ်လျက်အတိုင်းပင်ရှိနေသည်အင်ချီပေါ်၌ထုံးချောက်ရောင်ပဝါကြပိုင်းတင်ချိတ်ထားလေသည်ပဝါလေးမှာဂျီနွမ်းပျော်ဖန်နေလေပြီသွားစီရလာစီရရှိလျင်ကောင်းတွင်ရပတ်ကလူတဲ့သူတဲ့ဝင်ရသောပစ္စည်းမို့ဥချက်ကြီးရသုံးဆောင်တဲ့၌ထူပဝါသည်လူရဝင်သောပစ္စည်းတစ်ခုဖြစ်သည်ချိန်နွမ်းပျော်ဖန်နေသောချူပဝါကလေးသည် ချဲချင်ရနိုင်တွဲလောင်းကြနေရမှာ သူ့ကိုဆွန့်ပစ်ထားခဲ့သည့်ကြောင့်မဖြေနိုင်ရှာဖြော့လျော့ကြည်လွန့်နေလဲလွင်ကလွင်ကကိုပြရှာသည်နှွေမိုးဆောင်ဥတုသုံးပါလုံးအင်ချီအဝတ်နဲ့ခဲ၍အလောင်းဤဝမ်းနှင့်ရင်ရှိအသားရည်သည်ကျွဲရည်ကဲ့သို့နှက်ကျုပ်ကျန်းထူ၍နေပေ၏။အိုမင်းမစွမ်းရှိခါမှညဆောင်ကြရဝံလုတ်ချင်းဖြင့်အသက်မိုးဝင်ကြောင်းရသောကြောင့် ညအိပ်ပြက်ဖန်များထားခြင်းကိုဖော်ပြနေသောမျက်လုံးအစုံမှာအသက်ပျောက်ကြနှင့်ဟောက်ချိုင်ဝင်သွားကြလိမ့်မည်။အလောင်းပေ၌ကျဲချိန်အဖြစ်မိချောင်းချသောတောင်ဝေးတစ်ချောင်းနှင့်ညအခါကိုရောင်ပပလဲရှောက်လဲချီရန်တထေးကပေးအပ်ထားသောလက်ဆွဲမိအိမ်ကလေးတစ်လုံးရှိသည်။တောင်ဝေးနှင့်လက်ဆွဲမိအိမ်တို့လည်းချုပ်ကိုပြစ်သွားတော့ဘသူနဲ့နေရမှာလဲတော့ဟု အော်ဟစ်ငိုကြွေးနေရှာသောဒေါ်လုံးမကြီးနဲ့အတူလိုက်၍မျက်ရည်တောက်တောက်ကျနေပြီးတကယ်တို့ပင်ဒေါ်လုံးမကြီးသည်တဲခပတ်မှခေါင်းကိုထူထောင်လျက်ကိုကြီးကိုနောက်သို့ကော်လံပစ်ကအသေးဆိုးလိချင်းအေးကိုပိုးချဲ့ရဲ့ဟုထပ်၍ငိုကြွေးမိတမ်းလိုက်စဉ်ဖုတ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 ်နဲ့ဒုံးချပြေးလာသောညချီတံများကိုကြာမီ၍တဲခပန်းပေါ်သို့ပြန်ကိုင်းကြတော်မူကိုကြီးကိုထိန်လျက် ခေါင်းကိုလင်၍ကြည်လေ၏ခြံဝင်းလေးတဲ့သို့ဇပင်ဖို့ယူဖာရနှင့်မိန်းမနှစ်ယောက်ကဆုံချပြေးလာနေကြ၏တဲပေါ်မရောက်ခင်မှာပင်အဘရင်အဘရဲ့ဟု ပြိုင်တူတန်ကုန်ဟစ်အော်ကြကပြေးတက်လာကြလေသည်အော်ဟစ်လာကြသောအတန်များသည် မီးလောင်ရလေးပင့်ပေးလိုက်သလိုဒေါ်လုံးမကြီး၏မီးအောင်ထားသောအသေးနှလုံးကိုလောင်မြိုက်သွားချည်၏ တဟုံဟုံခြားတောက်သွားကသူတို့နဲ့အတူရော၍အာရပါရကြီးအုံငိုးပြန်လေ၏အလောင်းကိုဝိုင်းအောင်လျက်ကျွတ်ကျွညံငိုကြွေးလိုက်ကြတော့မိမသုံးယောက်၏အတန်များမှာကျန်ရစ်သူများဖို့နောက်ဆုံးပြုခြင်းမျိုးဖြင့်မိကုံရန်ကုံဟင်ငုံနေကြ၍ဆူညံမဆဲရှိနေပေ၏ဦးချက်ကြီးမမစင်ကသမီးများမှာအဘနာရင်ကိုဖီရင်ဖီလာရောက်ကလည်းမပြူဆူနိုင်ကြ ကိုသားသမီးကိုအိမ်ချောင်းနဲ့တနေ့ရှာမှတနေ့အနိုင်နိုင်စားကြရတော့သူတွေမို့မမနေတော့အဘအတွက်ဇက်စာစေဝါဖိုးလေးတော်မှလည်းတကြက်တပြားမထောက်ပံ့နိုင်ကြ။နောက်ပိတ်ဆုံးခါနီးတည်သွားမှသာဝိုင်းအောင်ပြေးလာကြကတအားရှိသမျှခွန်အားရှိသလောက်ဂျုံအောင်ငိုကြရလိမ့်။တဲရှိရှိ တမပင်ကြီးထန်နိုင်အိတ်တန်းတကြရန်ချင်းငှက်ကလေးများပြန်တန်းလာကြရ။ ညနေတိုင်းကျမပင်ပေါ်၌ဟုတ်ခုံတီကူဖြင့်ဆူဆူညံညံပြုတ်တက်ကြသောချင်းငှက်အုပ်သည်မသားအိမ်မငိုတံများကို ထိမ့်လန့်တကြားရှိကြကစိတ်ငြိမ်စွာဝန်းနာနေကြ၏ရွက်ရော်ကလေးများလည်းတစ်ကိုင်းချမဖင်းညင်းစွာသက်ဆင်းနေကြကလေထဲတွင်တဝေဝေလွန့်ပါလျက်ရှိနေကြသည်ကျဲထဲ၌တော်တော်နှင့်ဆူညံမစင်းနိုင်အောင် ဖြစ်သွားပြီနော်ငိုတံများလည်းတိတ်သွားကြလေသည် ဒေါ်လုံးမကြီးသည်တမင်းကြီးမကြိုင်နှင့်တမင်းငယ်မမြိုင်တို့ကဲ့သို့ပင်ချက်ပြိုင်နှင့်ကြောက်ရွံ့ကြီးလိုငိမ့်သက်သွားချေသည့်အတော်တွင်၌ရှင်နေရီမျိုးသိပ်ဖုံးပြီးထားလို့မရနိုင်တော့အလုံးကြီးကိုမတက်တာလွန်၍အန်ထုတ်ပြလိုက်ချင်လာသည် ထိုကြောင့်မကြိုင်နှင့်မမြိုင်ဘက်သို့လှဲကညနာမခြားချက်ခြားချက်နှင့်ငိုမဲ့မဲ့ဟန်ဖွင့်အံပြောပြလိုက်၏မနက်ကညီတို့ဘာက လုံမငါကာဖီတောက်ချင်လိုက်တာဟဲလို့တငင်ငင်ပြောနေတာ ਨੇ ပတ်စံမရှိတဲ့ထဲတိတ်ခါနီးမှတမျိုးပြီးတမျိုးငန်းနေရသလားလို့စိတ်ပေါက်ပေါက်နဲ့အောငေါက်လိုက်မိတဲ့အိမကြိုင်နေမမြိုင်သည်အလောင်းနာရင်းမျက်နာဘလို့ထားရမှန်းမသိကြ၍မြန်မြန်ကောင်းကိုငုံချလိုက်ကမျက်နာကို꿰၍ဝတ်ထားလိုက်ကြ၏ဒေါ်လုံးမသည်အလောင်းကြီးကိုပြန်လှည့်ကြကလက်များကိုကြစ်ကြစ်ပါအောင်ဆုပ်လျက် ချိန်မနိုင်ခဲမရဖြင့်ပတ်စံတပြားမှမရှိလို့တော်တောက်ချင်လာတဲ့ကာဖီကိုဝယ်မတိုက်တာပါတော့ကျုပ်တသက်လုံးစိတ်မကောင်းအောင်လှုပ်သွားတာလားကိုဘူးချက်ကြီးရဲ့ဟု အော်ဂျီဟစ်ချင်းကိုပြောလိုက်လေ၏မကြိုင်တို့လည်းရင်နန်းနိုင်နှင်သွားကြကညက်ရီရီပေါပေါကြလာကြသည်ဒေါ်လုံးမသည် ရင်လာနာနှင့်ခုနှစ်တန်ကျွေဟစ်အောင်ကိုပြောလိုက်လေ၏ချာရသူတိုင်းမိခဲ့သူနေကြမည်မသိ ဒေါ်လုံးမသည် သူ့အတန်ကိုသူပြန်ကြမိကပြောရင်းငိုရင်းမတတ်မှအရက်ကိုအာယုံရောက်သွားလျက်ယခုနေ့အခါအရက်သားလင်းကိုပွဲရာဟုပြစ်အားကိုမိလိုက်၏မကြိုင်နေမမြိုင်သည်ငုံနေရာမှတိုက်နောက်ဖေးတကားပေါမှထွက်ချင်နေသော လူများကိုလှမ်းမော်ကြည့်လိုက်ကြသည် လူတွေကြည့်နေခြင်းကိုမြင်ကားမှပူ၍ငိုချင်လာက တရှုံရှုံငိုကြပြန်လေသည်မကြိုင်သည် ငိုနေခိုက်မှလှင်သောမျက်စိဖြင့်အမိတ်ကို လက်တို့ပြလိုက်ကအဘရေအဘတမီးတွေကိုထားကြည့်ပါဦးလားအဘရေဟုယူကျုံမရဖြစ်စွာ ရင်ခွဲမကျက်အောင်ငိုလိုက်ပြန်သည်တကယ်တော့လဲထားကြည့်စီချင်းသည့်စိတ်ကတော်တော်ပါဇက်ဖြားတွင်ကြပြကြရာရှာရသောစကလုံးဖြင့်ဧည့်သည်ရောက်လာ၍ငိုပြလိုက်ခြင်းသောကြောင့်ငိုပြရရရှာသည်တိုက်အိမ်ပေါ်မှာရှင်ကတဲဤခြံရှိသို့ရောက်လာသော တတနာနာဝစာထားသည့်မိမကိုမြင်မြင်ချင်းဒေါ်လုံးမကြီးသည်လှင်မြန်သောအဟုန်ဖြင့်တဲအောက်သို့ရောက်အောင်ဆင်ကပြေး၍ခရီးဥချိုပြူလေသည်တမီးကြီးရဲ့အမေကြီးတော်မုတ်ဆိုးမှဖြစ်ပါပြီအမေဒုက္ခကိုမြင်ဝင့်သေးရဲ့လားကြေကြပါဦးတမီးတို့ရဲ့အင်မတန်ကိုခါရဝတ်သွားတိုးရှိုးအောင်ကြုံနိုင်တော့အတန်လေးတုံတုံနဲ့တဲဝကစီးငိုရင် ခရီးဥချိုလိုက်လေသည် တင်းမီးလာတော့မိမမှာကျဲနာတို့မရောက်သေးခင်ရက်လျက်ညနာမကောင်းစွာဖြင့်ဒေါ်လုံးမကြီးကိုစိုက်ကြည့်နေလိုက်သေးသည် အမကြီးရဲ့အဘမရှိတော့ဘူးအမကြီးရဲ့အမကြီးတကြားပေးတာခြေဆုတင်လိုက်တာဆိုအဘရဲ့အမကြီးကိုထပြောပါအောင်လားအဘရဲ့မမြိုင်မှာငကူကဘလောက်ပင်အာအာဒီနေရာမှာသူ့ကိုမတင်ကြရပဲအရှိအကဲလောက်ဖြင့်နားလေပါလေရှိကား တော်လက်စွာပြောဆိုငိုတက်လာသည် အမကြီး၏အပေါ်တက်ပါတက်ပါဟု တောင်းတောင်းပန်ပန်ပြောခေါ်နေကြတော်လဲသတင်းမေးလာတော်မိမသည် ကျဲပေါ်သို့တက်ဆိုင်ရန်ခဲရင်နေ၏ဦးချက်ကြီး၏အလောင်းနှင့်သမီးနှစ်ယောက်ထိုင်နေခြင်းဖြင့်ပင်ကျဲပုတ်ကလေးမှနေရာပြေးသလောက်ရှိနေရာကျဲပေါ်သို့မတက်လိုပဲကျဲကပြင်းတွင်ခြေတွဲလောင်းချလိုက်က ကိုစောင်းဝင်ထိုင်လိုက်သည် ညအိယာဝင် မျက်စိတည်းမြင်နေရမည်ဆို၍အလောင်းကြီးကိုစိုက်ပြီးမကြည့်ရဲပဲတစ်ချက်သာလမ်းကြည့်ယုံပင်ကြည့်လိုက်၏ထို့နောက်မျက်နာမကောင်းလာပဲငြိမ်သက်စွာရှိနေပုံကိုပြတော့မချမ်းမသာဟန်အမူအရာများသည်ဒေါ်လုံးမကြီးတို့အားနှစ်သိမ့်နေတကယ်သို့အပူသေးတစု၏ယင်ထဲ၌ခန္တာယာရသလောက်ရသွားကြသည် ခံလိုက်ရတာနော်မမာရာ၃လလောက်ရှိမလား ခင်တို့လည်းမအားရနဲ့တစ်ခေါက်မှသတင်းမီးတောင်မရောက်ဘူး။ဦးချက်ကြီးမတည်ခင်ကတစ်ခေါက်မှမရောက်နိုင်ခဲ့ခြင်းအတွက်မိမိအားခွန်းလွတ်စေခြင်းသောသဘောဖြင့်အပြောမျိုးလုံးလုံးမဟုတ်စေကမူ။ဝတ်ကြီးတန်းကြီးကြီးကောင်းအောင် ပြောနေစေကမူ။တိုက်နဲ့တဲနဲ့ကန့်နေပါလျက်မမာတို့ကတစ်ခေါက်တလီမှလာမီးစမ်းဖို့မရခြင်းကိုဒေါ်လုံးမကြီးဤစိတ်ထဲ၌ညီတို့မှမဖြစ်။ မိသူမှမအောင်မေ့သည်ကိုကြမ်းကြင်၍ပင်ပြောရသည်။တိုက်ပေါ်ကလူများမကြမ်းမမာဖြစ်ရင်သာကိုကအချိန်မရွေးသွားနှင်းနှိပ်ပေးရသည်။ပစ္စည်းရှင်များက ခင်ခင်မင်းမင်းနှင်းနှိပ်ခံကြကတိုက်သေးသော ဝင်နိုင်ခွင့်ထွက်နိုင်ခွင့်ရှိနေခြင်းကပင်နဲတဲ့ကျေးဇူးမဟုတ်ဘူးဟု အောင်မေ့ရသည်သည်။ဒေါ်လုံးမကြီးသည်မနှက်စာချက်ပြုတ်စားတောက်ပြီးတာနှင့်တညလုံးအိပ်ပြက်ခဲ၍တခေါခေါဟောက်အိတ်နေခဲ့သော ဥချက်ကြီးနဲ့တဲကိုပြက်ကအရက်ထဲ၌တအိမ်တက်စင်းလျှောက်သွားနေရလေသည်နှုတ်ချိုရှူတပါလူအောက်ကြလို့လူပြီမသေးပါဘူးဟုဗဇက်ကလေးချိုချိုဖြင့်လူကြီးတံများကို ပြပြဝုတ်ခါရနိုင်မှုကြောင့်လူချမ်းသာပိုင်းမှာဒေါ်လုံးမကြီးကိုမတိသူမရှိသလောက်အနှိမ်မခံဘူးသောအိမ်လည်းမရှိသလောက်ဖြစ်လေ၏သို့သောဘေး၍ဘေးမြဖြင့်နှိမ့်စားသောအနှိမ့်တဲမျိုးတော့မဟုတ်ပေ နေမကောင်းမူလားတမိချင်းမညောင်းမူလားတမိချင်းလာလေးအမေဇက်ချိုးပေးမယ်အပူလဲထုတ်ပေးပါမယ်ဟုတတလောက်မှတလောက်နဲ့နှိပ်ပေး၏နှိပ်ပေးနေရင်အညောင်းဖြီအကျော်လျှော်သူတို့မပြင်းစေအောင်မိမိဝန်ထွက်သွားလာနေသောအိမ်များ၏တတိမျိုးစုံကို မြင်းမြင်းရှက်ရှက်ကြီးဖောက်သေးချာကဖြောဖြေးရလေသည်လက်ကမရက်မနာနှိပ်ပေးနေသလိုပါဇက်ကလည်းပါလျသောနှကန်းလေးကိုဆူလျက်ညက်ခုံးချီကမေးထိုးကပြင် မဆုံးနိုင်အောင်မမောမပန်းပြော၍နှိပ်ပေးလေ၏အနှိမ့်အနှင်းမခံလို့ကြလင်လေတနက်ခါတကြောက်ပြင်းဖြစ်စေအချင်းအကြမသွေးပီတလီသည်အင်ကြီးရှင်များ၏အလိုက်တီကလက်တူလက်ရှိဖင်ပေါ်လွန်းသည်ဖြင့်အိုကြီးအိုမရွယ်နေမလိုက်အောင်ဖြက်လက်ပေါ်ပါပေ၏ဤသို့ဖြင့်တနေကုန်တနေခံတိန်တက်တိန်စင်းလျှောက်သွားရလျက်ဟိုတိုက်ကဒီအင်ကပေးလိုက်ကမ်းလိုက်ကြတော့ တကြက်ငါးမူးဝင်ကိုခါးတဲ့နိုင်လိန်ထဲကညနေဆောင်မှအိမ်ပြန်ရစမည်ဖြစ်သည်တော်လုံးမကြီး၏နှုတ်ဖျားကချူ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 ပြောတတ်ခြင်းကို နဝင်းသားချိုးကြတော်လဲရှင်နေကတော့မချိုးကြပင်စကားပြောရင် သူ့ကိုယ်သူအမေအမေဟုထဲပြောတတ်၍ဦးရေကမဟုတ်တော်ညာလဲအမေအမေဟုပါဇက်ဖျားကတော့ဝိုင်းခေါ်တုံပြန်ကြပါ၏အမေကိုအားနာပါရဲ့ ခလေးအနှီးလေးတွေရှော်ပြီးစမှာအမေရဲ့ဟုပြောကအာမနာပါနဲ့တမီးကြီးရဲ့ခိုင်းကြရှိရင်ခေါ်သာခိုင်းအမေကဘာလုံးမမရှိတာတမီးလည်းတီးပဲဒီပြင်ကောဘာရှော်ပြီးရအောင်မလဲပေးတမီးဟုလိုရာချက်ပေါ်အောင်ရှင်းရှင်းဝေဝေပြောတတ်ဆိုတတ်လုပ်ပေးတဲ့လူကုန်းနံအပိုင်းမှာကိုတမီးရွယ်ကိုသားရွယ်ကိုမြေးကလေးအရွယ်တွေဖြစ်စဉ်နှိမ်ချဆက်ဆံပို့ရန်ဦးမလီပင်ငက်ပြက်လွန်း၍အရွယ်နဲ့မလိုက်အောင် မရှက်မကြောက်အောက်ကျိုးရလွန်သည့်အတွက်ဒီစိတ်တက်မှာအကျင့်ပါနေပြီသားဖြစ်၏။ဦးချက်ကြီးမမနေတော့ကခြေဥပင်လက်မကြည့်ကြတော့ငိုတန်ကြားမှသတင်းမေးလာတော့တိုက်ပေါ်ကလူကုန်ဒေါ်လုံးမကြီးကခွမလွတ်နိုင်ကြအကြောင်းဘာမှမရှိခွမလွတ်နိုင်သည့်လူရန်စာခြင်းလည်းမဟုတ် စိတ်နှွေရွှေရီတီးနေသောလူချမ်းသာမှတဦးကျဲကုတ်ကလေးပေါ်ရောက်လာသည်ဖြင့်အမင်္ဂလာအခါကြီး၌ပင်မင်္ဂလာရှိသည်ရောက်ရောက် ဘယ်လာနိုင်မှမလဲတမီးကြီးရဲ့တမီးကြီးမှာဝေယာကိစ္စတွေအများသာအမေသိပါတယ်အခုလိုလာတာပဲတအားပါပဲတမီးရဲ့အမေအားကိုးစရာဟာတမီးပါပဲဘသူရှိလို့တော့ तू ကတော့အမေကိုပြစ်သွားပြီပေါ့အမေတော့ရှေ့လျှောက်ဒုက္ခရောက်ပါပြီတမီးရဲ့ဒေါ်လုံးမကြီးသည်ပါဖို့တို့အတွေ့အကြုံယူစည်းကြလာသောမျက်ရည်များကိုအင်ဂျင်လက်ဖြားကလေးဆွဲလျက်ပုတ်တုတ်ကခေါင်းမမော်ဝဲတရှုပ်ရှုပ်ငိုပြောနေလေ၏ ပြောရင်ပြောရင်အလွန်အလွန်လဲဝင်နေလာ၏ဥချက်ကြီး၃လလောက်မမာနေသည့်အခိုက်ဂျရဝံမလုံနိုင်သဖြင့်တတိကချက်ချင်းလူစားသွန်ပြလိုက်ရာ၃လအတွင်းဘဲကမှဝင်ဝင်မရှိကြပဲတချက်ငါမှုရဖို့အရင်ချိန်တက်စင်သွားခါရဖို့ရံပါလေလူမမာအနားနိုင်ထားခဲ့ဖို့ရံလူခွဲမရှိသဖြင့်လက်ပိတ်ချင်းအတွက်လူမမာနှင့်လဲတရံသားသမီးများပေးကမ်း၆ပတ်နိုင်သောငွေကလည်း မဖြစ်စလောက်လူမမဤအထွတ်အစိုးရဤအခါမေညမဆေးပေးယုံကဆရာစီမှာစီသွားတောင်းရသည်အဝေကြီးကုန်းချောင်းလျှောက်ရလွန်းလို့ဒူးရီတောင်စာနေပြီအိုကြီးအိုမဒုက္ခရောက်လာသဖြင့်ဦးချက်ကြီးမသိမီကတိန်နိုင်ခဲလိုက်ဤဟု အောင်းမိမိတာအခုအသေးပြန်တော့လဲမသားချစရာစရိတ်အတွက်အကြီးတကြီးလူလာရပြန်လေသည်ဒေါ်လုံးမကြီးသည် အသက်60ကျော်ပြီမို့ တင်းချိုင်းကိုမျက်စောင်းထိုးထားပြီးဖြစ်၍မตาရီပူခဲ့ရပေါင်းလဲအခောက်ပေါင်းမရှိမတွက်နိုင်အောင်ပင်ရှိခဲ့ပြီးဖြစ်၍တေးသောသူကတော့တေးပြီသူကတော့ဝှစ်ချွတ်သွားလေရဲ့ငါမသာရှေးလျှောက်၍မသိမချင်းရောက်ရအောင်မိဒုက္ခတွေအတွက်နေချံရိခဲ့ရသေးပါကလားဟုဘဝကိုအကွင်းသားမြင်နေရသဖြင့်တုံလုံးလိုက်လဲစွာဝမ်းနဲ့ပတ်လဲဖြစ်နေလေ၏တော်လုံးမကြီးသည်ပင်ပန်းကြီးစွာဆိုင်ငင်ငိုနေ၏ ရှင်ထဲမှာလဲရှိုက်တန်တို့သည်စင်ကဲစင်ကဲထွက်ကန်နေက လူတင်မကတဲပုတ်ကလေးပါတိမ့်တိမ့်ခါအောင်ရှိုင်ငင်နေတကယ်သူမှတ်ချင်ရလေသည်တရင်မေးလာတော့တိုက်ကြီးပေါ်မှခင်မကိုကိုတုံရင်ကတဲချန်စွာရှိုင်ငင်နေတော့ဒေါ်လုံးမကြီးကိုမြင်ရတာမသက်သာလွန်၍စိတ်ထဲကနောက်ကြည့်လာသည်ဆရာဝန်ကမိမိကိုနှလုံးယောဂရှိတယ်ဟုယောဂအမည်တက်ပေးထားသဖြင့် နှလုံးမချမ်းသာစရာကိစ္စများကို မသိခြင်းမကြားခြင်းတမုံရှောင်ရှားနိုင်မှာတော်တော်မီသားရိသမီးရိရှိတာပဲဘာအားငယ်စရာရှိတလဲဒေါ်လုံးမကြီးသည်မိမိကို အားပေးစကားပြောချလိုက်တော့ခင်ဤမျက်နာကို ရှိုက်ငိုရင်းငိုင်းချနေလိုက်မိသည် သူပြောသလိုသားသမီးများရှိတာပဲဟု အားကိုဖို့ရန်မှာကိုဝမ်းနာကိုသာတီးလိမ့်ဤဦးချက်ကြီးရှိစဉ်က ဒရဝံအလုတ်ဖြင့်ရာသီလစာငွေကလေးကိုပင်သာသမီများက သူတို့မှာမလောက်နှာတိုင်းလာနှိုက်ကြသည်သည်ဒေါ်လုံးမကြီး၏သားကြီးကိုသာဆိုင်မှာလက်သမားလုံလျက်သားငယ်ကိုပါဇံကကားဝက်လျှော့ယုံတုံတွင် တနေ့နှစ်ချက်နှစ်ချက်ဖြင့်ကားပြင်စရာမကနီ၏တောက်တူမေရခိုင်းစီရာအလုတ်ကိုတင်လုံလုံနေရသည် သမီးနှစ်ယောက်စလုံးအိမ်ထောင်သေးများဖြစ်ကြလျက် မချိုင်ကခလေး၅ယောက်နဲ့မုံဆိုးမှဖြစ်ကနောက်ထပ်ခလေး၃ယောက်အဖေမုံဆိုးဖို့တရားနဲ့အကြောင်းပါကြ၏ခလေး၃ယောက်အဖေညူနီဇဘယ်လမ်းပြင်လှုပ်သမားကိုယူမိ၍ရာတီလာစားကလေးဖြင့်ခလေးတအုပ်ကြီးကိုဝါအောင်မချွေးနိုင်ကြပေတဖက်ဇလန်ကဝင်ငွေရအောင်မနှက်တိုင်းအရက်သေးလေပြီးပဲပြုတ်ထွက်ရောက်ရသည်သည်မမြိုင်မှာမကြိုင်ထက်ချက်တဲသည်၏ ကလေးနှစ်ယောက်ရာမှလင်ကမရငယ်ယူသွား၏မတ်တပ်ပြေနို့ဆို၍လူမမဲကလေးလေးတွေမျက်နှာဖြင့်ရောက်ခမအိမ်တွင်ပင်ကဲ့ရန်မိခိုးနေရလေသည်နှုံလွန်းအလွန်၍ရောက်ခမမကြည့်ဖြူသည့်တနေ့ကိုစီသာလာမိခိုးအုံးမီသမီးဖြစ်သည်ဒေါ်လုံးမသည်အရက်ကိုကပ်မီကတဖက်တလန်းအာကိုအားထားပြူနေရသူမုံသူ့စိတ်ရင်အတိုင်းပင်ဘသူရှိလို့ရော တမီးတို့သာအားကိုးစရာရှိပါတယ်ဟု ဖွင့်ဟပြောမိလိုက်ခြင်းဖြစ်သည် အမေရဲ့ဘာအားငယ်စရာရှိတယ်လဲခင်တို့လည်းရှိတာပဲတနာကျင်နာစွာအားပေးစကားမျိုးအကယ်၍များကြားလိုက်ရမည်ဆိုပါက ခုချိန်ခါမျိုး၌မဆာရဝါခမန်းအားရှိသွားမည်မှာမုံချဖြစ်သည်တရင်မေးလာသောမိမမှာသူ့ဖက်ကဒီစကားမျိုးနှုတ်အားဖြင့်သက်တာဖွေရနှစ်သိမ့်လိုက်ဖို့ရန်စိတ်แทးကကိုမပါတော့ကြောင်မတန်နိုင်ပေ မကြိုင်နေမှမြိုင်သည်တဲရှိသူရောက်လာကြသောယောက်ျားနှစ်ယောက်ကိုလှမ်းမြင်မြင်ချင်းအကိုတို့ရဲ့အဘမရှိတော့ဘူးအကိုတို့ရဲ့ဟုစီးချွေ၍လှမ်းအောင်ငူပြောလိုက်ကြပြန်သည်တားရီကိုမြင်လင်တလေးလေးတက်လာသောအလုံးကြီးကိုဖီလင်တားရီအမိတ်ဒုက္ခကိုကြည့်ကြပါအောင်လား꽌ဟု၍စောက်တီရမရဝန်းနေပန်းနေတာသမီများနဲ့ရောရောင်ကအောင်ငူလိုက်လေသည် ကိုသာဆိုင်သည့်အလောင်းပေးနိုင်နှာရည်များထွက်လျက်မတာမယာရှိသောမျက်နှာဖြင့်တဲအဖီကိုမှီထိုင်လိုက်သည်ဦးချက်ကြီးထားပြခဲ့သော တောင်ဝင်းနှင့်လက်ဆွဲမိအိမ်ကလေးကိုငင်းငိုင်ကြည့်နေလေ၏ဒေါ်လုံးမကြီး၏ငိုတန်ကိုတတိတ်တိတ်ရင်ခုန်ခံစားနားထောင်ရင်းตาကြီးဖြစ်၍သူတာဝန်ကျသောမတာကိစ္စအစီအစဉ်များကိုစဉ်းစားနေလေ၏တန်ဖြူဆိုင်ကအောက်လင်းတမီနှလုံးသွားငှားရမည် တဲရှင်နိုင်ကနှဖြင်းထိုးဖို့ရာအတွက်ဝါနှင့်ကျူဖြားများကိုစဉ်းစားလိုက်ရာမိထားတန်လန်းပင်ရှိဖုံးကြီးချောင်းကို အမိုးမိုးပေးစင်ကကြောင်းအောင်၌ပုံထားသောဝါနှင့်ကျူဖြားများကိုမြင်ခဲ၍ဖုံးကြီးစီခနာသွားငါရန်အကြံပေါ်လာသည်ခေါင်းအတွက်လည်းကြိုတင်မှထားဖို့အရေးကြီးသည် ခေါင်းကိုခက်ကြီးကြီးမာယာမြည်ဖြစ်သည်ဖြင့်အကုံသက်သာအောင်အကူငွေကြည့်ပြီးကိုယ်တိုင်းပြင်ဝဲဆက်ရကောင်းမလား မရက်လူကြီးဥအောင်ဘားတို့ကိုအကြောင်းကြားကဖဲဝိုင်းကောင်းဖို့လူစုအောင်မဝိုင်းကောင်းလို့တွက်ကင်းကြိုက်ခဲ့ရင်မတာကို၃ရက်မှ၅ရက်တိုးထားလိုက်မည် အကောက်မှစရိတ်ကြည်အောင်ရပါမလားဟုတချင်ချင်းပူပန်နေမိပြန်သည်တလောကစိုက်ကားသမားလှထွန်းသေးတုန်းကမတာစရိတ်ကြည်ရောပြင်၃၄၀မြတ်လိုက်သည်ကိုတတိယရွေးပူပန်စိတ်နည်းနည်းလေးရောလာပြန်သည် ဖဲတိုင်ခံဖို့ကိုအတိအကလုံရပေမည်ကိုပါချမ်းမှာမျက်မှောက်ကုထားသောအလောင်းကြီးကိုစိုက်ချနေလေသည်နေလေကဝေဒနာကိုမရှုမလခံရင်နောက်ဆုံးဒေါသကြီးစွာအာအင်မကြံတော့သည့်အချိန်ရုံးကန်ကြီးတွားနေသောပုံတရန်ကြီးကိုညင်ယောင်မိကတောင့်တောင့်ကြီးဆန်နေသောအလောင်းအားအဘဒွတ်သေးတာပဲကောင်းပါရဲ့ဗျာဟု စိတ်ထဲက ပြောကြဖြစ်စေနေလေ၏အပြင်ဘက်တွင် အနှဲငယ်မှောင်ရိပ်ပင်လာသည် ပြာနန်းနန်းအယောင်တို့သည်တွာလာက လူသေးကို လွန်မိုးလျက်ခြောက်ခြားလှုပ်ရှားစရာဖြတ်တန်းကြရောက်လာခြင်းပြီးထိုအခိုက်ရုတ်တရက်စိမ့်နှင့်မြယောင်များတဝင်းဝင်းတောက်လက်သွားသည်ဖြင့်စီးစာမောင်းသည်လွန်ရှင်သွားလေ၏ညရဲ့ဆက်လက်ဖြင့်ရှိကြသောမကြိုင်နေမမြိုင်တို့သည် ရှင်တခုံခုံဖြင့်စိမ့်ယောင်မြယောင်ထပ်ပေါ်လာရစီသို့တအားဆိုင်ကြ၏တည်င်းမေးလာသောခင်သည်ခါကိုဆန်လျက် စိန်နှင့်မြှနှစ်ပါးသောလက်ကောက်ဝတ်ထားသောညာဘက်လက်ဖြင့်ချွေးခံအင်ဂျီအိတ်ကိုနှိုင်း၍နေလေ၏လက်ချောင်းများမှာအိတ်ထဲကတော်တော်နှင်းထွက်မလာကြတိတ်ချစွာအိတ်တွင်း၌ဆန်းနိုင်နေရခြင်းကြောင့်မမှန်ဆန်ထားရသောခါသည်ဘဲဘက်သို့တဖြည်းဖြည်းကိုင်းကြလာလေသည်မကြိုင်နှင့်မမြိုင်မှာမျက်တောင်ကိုမခံနိုင်ကြပဲအိတ်ထဲမှထွက်လာမည့်လက်ကိုမျောငန့်ကြည့်နေကြစဉ် တလက်လက်ကြောက်ပါနေသောစိန်ရောင်မြရောင်တို့မှာတစ်ချက်တစ်ချက်မျက်စိချိန်သွားလေသည်ဒေါ်လုံးမကြီး၏မျက်နှာ၌မျက်ရည်တို့သည်မှုန်တီဝင်းနေသောမျက်လုံးတို့မှာပရေပွွန့်ကြောင်များအလိုက်စီစင်းကြလာလေသည်ဆင်းရဲဒုက္ခကြုံခဲ့ရပေါင်းများပြီမို့ညှိုးရော်ရော့တွဲရှုံခေါင်နေသောမျက်နှာသည် အိတ်၌နေသောသူကိုအတနာခံထားခြင်းဖြင့်တမဟုတ်ခြင်းကြီးရွက်ကလေးလောင်းငဲသွားလေသည် ိတ်ထဲမှကြောကြောနဲ့ထွက်မလာသေးတော့လက်ကုန်ခက်ဆန်းဆန်းမျောလန်းကြည့်ရှုနေကြလျက်အာကိုချင်မန်းလိုက်သည့်တွေးလုံးထင်လုံးများမှာဒေါ်လုံးမကြီး၏ရင်ထဲ၌ပြည့်သိရလုံးနေကြ၏ရလုံးနေသည်ဖြင့်အာတက်တယောမြူးလာသောအတီကုန်အမှတ်မချင်းခံစားရသည်၏လက်ညှိုးလက်မနှစ်ချောင်းဖြင့်ချွေးခန့်အိတ်ထဲမှညက်ကိုင်းနှုတ်ယူလိုက်သောငွေဆက်ကူငါရွက်သည်အပြင်သို့တစ်ချိန်နှင်းထွက်မလာကြပင် တရွက်စီတချင်းချင်းပေါင်ပေါ်သို့ထွက်ကြလာကြ၏ပေါင်ပေါ်၌ငွေဆက်ကူ၅ရွက်စီသွားသောအခါစူထက်ယူလျက်ဒေါ်လုံးမကြီးကိုဘာကြီးချက်ထွက်လှူပါれဟု မြင်သားပြောပြောင်းသောအတန်လေးဖြင့်ပြောကမတာကူငွေ၅ချက်ကိုကံပေး၏တချင်းလုံးရင်ကောင်းတင်၍ပြည့်သိရွာလုံးနေကြသည် တွေးလုံးထင်လုံးတို့သည်မတင်မကြနှင့်ရင်ထဲ၌နှင်သွားလေ၏ ဤသို့သောအတရွယ်နှင့်ကိုအိမ်မှာလက်တို့လက်ရှိကုဘောလောင်ပတ်လုတ်ကိုင်းပေးပေါ်ရတာတွေခြောက်ချကမတာအထွတ်သူတို့အခြေအနေနဲ့ကုငွေ30လား20လားဟူသော တွင်လုံးထင်လုံးတို့သည်မှွန်နေသဖြင့်ဒေါ်လုံးမကြီးမှာ ကို့အခြေအနေကိုမေ့ရနေလေခဲ့မိမိအားလက်ကမ်းနေသောငွေ၅ချက်ကိုလှမ်းယူလိုက်ရမှလောက် စိတ်ဆင်းရဲတာမရှိအလှူငွေပေးကမ်းနေတာညင်းပယ်လို့လည်းမဖြစ်နိုင် ညနာငယ်လာသည့်ကိုဘဝကိုရှက်ရှက်နဲ့မလန်းနိုင်လန်းနိုင်လန်းယူရတာအရက်ကောင်းတော့အလောင်းလာပါတဲ့သမီးကြီးရဲ့ဟုကောင်းကိုမဖော်နိုင်မယ်ကူတဲ့သူချီနဲ့အောင်အောင်တက်တက်ပြန်ပြောလိုက်ရလိမ့်ဤကဲအလုံးမဲ့ခင်ပြန်လိုက်အောင်မယ်နော်ဟုပြောပြောဆိုဆိုနှုတ်ဆက်ထားသွားသည်နှင့်တပြိုင်နက်ဒေါ်လုံးမကြီးသည် အလောင်းကြီးကိုလက်ထဲကကြက်ကြံငါရွယ်ထောင်ပြလျက်အေးကိုဘူးချက်ကြီးရဲ့ ကာဖီရေတောက်လိုက်ခြင်းနဲ့ဆိုကာဖီရေလေးထတောက်လိုက်ပါဦးလားဟုကျုံတန်လိုက်လေ၏ဦးချက်ကြီးမှာငွေဆက်ကူ၅ရွက်ကိုမမြင်နိုင်သည့်ကြိုင်အောင်ပါဆက်ကူမှုတဝက်ဖွင့်မြဲဟာဖွင့်ထားလေ၏ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆ ्याम ကြီးဂျာနေကျော်မမလေးရဲ့ကာဖီဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်